ီစဉ်ကိုတဖက်တလမ်းမှကူညီပံ့ပိုးပေးတာကတော့ရွှေကျိုးမြေတွင်တင်ပန်းဖြည့်ရီခုကန်နဲ့စားပွဲဆောင်မှဖြစ်ပါတယ်။ရွှေကျိုးမြေမှာဆိုရင်မိသားစုလိုက်ဖြစ်ဖြစ်မိဆွေပေါင်းသင်းများနဲ့ဖြစ်ဖြစ်အပန်းဖြည့်ရီခုရင်အားယူဖို့အတွက်ဘန်ဂလိုများကိုလည်းမိဆွေတို့တက်တောင်းတက်တာဖြစ်စေဖို့အတွက်စီစဉ်ပေးထားပါတယ်။ရွှေကျိုးမြေရီခုကန်ရဲ့ရေတပ်စင်ကြီးစနစ်ဟာဟိုတယ်နဲ့နိုင်ငံတကာစံချိန်စံညွှန်းအတိုင်းအချိန်ပြည့်ရေမော်တာကြီးများကိုအသုံးပြုပြီး 24နှစ်ရီပတ်လုံးမောင်းနှင်တန်းစင်ပေးထားတဲ့စနစ်ကိုတုံ့ပြုကြတာဖြစ်လို့တန်းစင်မှုအတွက်ယာနှုံးပြအာမခံပေးနိုင်ပါတယ်။လူတယောက်ချင်းစီမှာပါဝင်နိုင်တဲ့ချွေးနဲ့မမြင်နိုင်တဲ့အညစ်အကြေးများကိုချက်ချင်းခြေပြက်စီဖို့အတွက်ကလိုရီများကိုပုံမှန်ထည့်သွင်းပေးထားပြီး pH 7ရေသွေးပြည့်မီအောင်အမြဲတမ်းထိန်းသိမ်းပေးထားပါတယ်။ရွှေကျွန်းမြေမှာလူရည်များပြားနဲ့ပါတီပွဲလုပ်ချင်တာဖြစ်ဖြစ်ကုမ္ပဏီမိတ်ဆုံစားပွဲအခမ်းအနားဖြစ်ဖြစ်နေရာကျေဝန်းစွာနဲ့လွတ်လပ်စွာတည်တံ့အခမ်းစားတောက်ရေကူးဖို့အတွက်ဝန်ဆောင်မှုများလည်းရှိနေပါဖြစ်ပါတယ်။ ရွေကျုံးမြေမှာဆိုရင်အပတ်စဉ်စနေတနင်္ဂနွေနဲ့ရုံးပိတ်ရက်တွေမှာ music band တွေရဲ့တည်တခြင်းဖျော်ဖြေမှု DJ အစီအစဉ်တွေကိုလည်းနေ့စဉ်နေ့လယ်12:00နာရီညနေ9:00အထိထည့်သွင်းပေးကြပါတယ်။အချင်းနားထောင်မယ်ရေကူးမယ်ဘန်ဂလိုနဲ့အေးစေးနားယူမယ်ဆိုရင်တော့ရွှေကျုံးမြေမှာမျိုးထွေးစွာဖိတ်ခေါ်လိုက်ပါလေ။ရွှေကျုံးမြေလိပ်စာကတော့ရန်ကုန်တွန်တေးကားလမ်းမှာရေကျော်ရွာထိပ်ပန်းလိုက်တရာစင်လှိုင်းသာယာပီအိုစီလမ်းဆောင်လှိုင်းသာယာပရိုဂရမ်မှာကားဖြင့်3မိနစ်ခန့်သာဝေးကွာတာဖြစ်ပါလေ။ နေ့စဉ်နဲ့နဲ့မနက်9:00နာရီမှည10:00နာရီအထိဖွင့်လှစ်ထားရှိပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါစကောင်းနေပြီးတော့ကြိုဆိုလိုက်ပါပြီအခုတက်ဆက်ပေးမှာကတော့ကျွန်တော်ပြီးခဲ့တဲ့တောက်ကြာနေ့ရှင်ပြိုင်ထုတ်သက်ခဲ့ World Friday Fight 132မှာကျွန်တော်မှာတွဲဆိုင်နေဖြစ်တယ်လားဆိုးနာဦးတန်းစင်နဲ့ဘရိုနီကာရောတွဲဆိုင်ပွဲပြီးသုံးသက်ချက်ကိုကျွန်တော်နဲ့ကိုစိုးညီရောနေပြီးပူပေါင်းတက်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုမင်္ဂလာပါမင်္ဂလာပါညီလေးဟုတ်ကဲ့ဒါကျွန်တော် Loser ရောဖတ်ရောက်နေတာ ဖန်နေပဲဒီပြည်နေပွဲကြီးနေတယ်လားဒီပွဲလေးကိုကြည့်ပြီးပို့ပြီးသုံးသက်ချက်လဲလောက်တဲ့နဲ့ထင်လို့ဒါကကျွန်တော်တို့ပူပေါ်တင်ဆက်တာပေါ့နော်ဆုံးအောင်ဦးတော်နိုင်တယ်တန်စင်ကတော့ရှုံးသွားဗရိုနီကာလည်းဒါပြောမှဆိုလို့ရှင်ကျင်းလာတဲ့ခက်ခဲကြတာလည်းရလာနေပါပဲအမှတ်ပေးနိုင်ခဲ့တယ်အာအမှတ်ပေးတိုင်းသုံးမှာ၂ယောက်ကအနိုင်ပေးရဆိုတာမျိုးလေဒါကျွန်တော်တို့တွေ့ရတယ်ပေါ့နော်အဲ့တော့ဆိုနာဦးအကြောင်းပဲကျွန်တော်အရင်မေးခြင်းတယ်ဆိုနာဦးကဒါဒုတိယမြောက် တော့ပွဲဦးတော့ပထမပွဲတော့ရှုံးခဲ့ဒီပွဲမှာတော့သူ့ performance ကိုပရိသတ်ကတော်တော်လေးသဘောကျနှစ်ချိုက်တယ်ဒီပြိုင်ဘက်ကိုလည်းသူစီးပူးပူးကစားနိုင်ခဲ့တယ်အော်တွေ့ရသူနိုင်ဦးကစားပုံကိုအပြောင်းလဲရအောင်အများကြီးဖြစ်တယ်တိုးတက်လာတဲ့ရလက်ပိုင်းရလာကြကျွန်တော်တို့ဟိုပုံမကောင်းမှုနဲ့အခြေအနေကိုကျွန်တော်မြင်လိုက်ရတယ်သူနိုင်ဦးပွဲနဲ့ပတ်သက်ပြီးတော့အခုမြင်အောင်ဘယ်လိုရှိလဲသူရဲ့ကစားပုံနဲ့ပတ်သက်ပြီးအရင်သူကစားပုံရတော့ညီလေးပွဲကြို့မှာမေးတယ်လို့ပေါ့ထိုးပေါက်သွတ်တယ်လို့ပဲပြောရမယ်ဘာပြောလို့လဲဆိုတော့ဟိုဘက်ကမဆိုင်ကန်လား ဒီအမိုက်ကစားခြင်းလေစိုးနှောင်းဆိုတာကလေဒီရိုးရမှာတွေကမိုက်တွေကြိုက်လीဆိုတဲ့ကစားကတော့ဒီစိုးနှောင်းမနေ့ကကစားဝါတာဒီတိတိကျကျကစားနိုင်တယ်ကောင်တာကိုတိတိတက်တက်ကစားနိုင်တယ်ဝိုင်းနှဲ့ဝိုင်းနှဲ့တဲ့ကစားတဲ့ဟန်မျိုးမဟုတ်ပေမဲ့ဒီကောင်တာကိုပဲအဓိကထားပြီးကစားတယ်ဒါပေမဲ့လိုအပ်တဲ့အချိန်တွေမှာ तू ဝင်ထိုးတာမျိုးတွေလည်းလုပ်နိုင်တယ်အဓိကတော့ तू လက်ချက်တွေပေါ့နော်လက်ချက်တွေကဒီမိုင်းဆိုင်ကန်ကိုပြုတ်ကြသေးတယ်ဒီဖြစ်သေးတယ်နှစ်ခါလုံးကလက်ချက်ကလည်းစားပြူတာတွေပဲ ။နောက်ပြီးတော့ဂျူတိုက်တဲ့ဟာလေးကောင်းတယ်။ဒီဟက်ကီကန်လာလေးကောင်းတယ်။အဓိကထိုးပေါက်လဲသွားစွတ်တယ်။စိုးနောင်ဦးကမနေ့ကပွဲမှာဂိမ်းပလန်ရာစုလဲမှန်တယ်။ကစားပုံရလဲတည်ငြိမ်မှုအများကြီးရှိခဲ့တယ်။ဒီပထမပွဲလိုမျိုးသူပြရာခန့်နေတာမျိုးလဲစိတ်မတွေ့ရအောင်ဟုတ်ပြုံးတော့ပြန်ဝင်တဲ့အသားကြပါရပုံလဲပေါ့နော်ဟုတ်တယ်ပိုပြီးအသားကြပါတယ်ပြန်ကြိုက်တယ်ဆိုတော့လည်းဒါဖုန်းလိုက်ပြောရအောင်တော့ထိုးပေါက်ဆွတ်လို့ပေါ့နော်ထိုးပေါက်ဆွတ်လို့ကြိုက်စမှုအကောင်လို့ပြည့်တဲ့ကြိုက်တာပေါ့အဲ့တော့စွန့်အောင်ရဲ့ဒီနိုင်ပွဲနဲ့ပတ်သက်ပြီးပေါ့နော် တော်ဒီအာသာချက်ဆုံးတင်းတင်းချင်းချင်းအဖြစ်ဆုံးအရာကိုထုတ်ပြပါဆိုဘယ်ချက်ကိုထုတ်ပြကြလဲအဓိကတော့ तू ကောင်းလားကိုတည်တည်တက်တက်ကစားလားဟုတ်ပြီ तू မနာကိုပြောသလိုပဲဝိုင်းပတ်ဒီကစားရမျိုးမဟုတ်ဘူးဆိုပေမဲ့ तू ကောင်းလားကိုမမတီဒူရီယာကြီးသုံးကြီးလုံးနေပါ तू ကစားပါလေအဲ့ဒီမှာ तू တည်တက်တယ်မနေ့ကပြောမှဆိုရင်တန့်စင်ရလဲကောင်းလားကစားကြင်လားပဲ အမေတန်းတဲ့ကစားပုံနဲ့သိုးတော့မကောက်လားကစားပုံကျင်းကွာတယ်။ဖြီးအောင်မှုလည်းတိုက်ပတ်ခြင်းလည်းကွာကွာတယ်ကဒီမြူကစားတဲ့အပိုင်းလေးမှလည်းကွာတယ်။သိုးနောက်ကကြတော့သူမြူကစားတယ်။မိုင်ဆန်ကန်ကတော့သူ့ထုံးတဲ့ night fighter ကစားတယ် fighter ကစားပြီးနေမှာလည်းငါ့ပါလည်း challenge လုပ်ပြီးခေါ်ကစားတာမျိုးတွေတွေ့ရတယ်။ဒါမှမဟုတ်ထီတော့လည်းကြာတာပဲဒီပထမဆုံးဒီပထမအချိန်မှလည်းကဒီသိုးနောက်ရဲ့1 2တွေအဝင်ထွက်တွေကညံနေတိုင်မင်လဲကြိုက်တယ်ပို့ထိတယ်သူထုတ်ကိုထိုးထိုးနေတာပဲ ဖုန်းနေပေမဲ့ပထမအချိန်မှာဒီကိုမြင်လာတော့ဒီစိုးနောင်ရဲ့ဒီဝန်လူတွဲလုံးနေရပို့ပြီးတော့ခြေရောက်မှုရှိခဲ့တယ်ပထမအချိန်မှာလည်းဒီဆိုးနောင်ဦးတာတယ်ဒါမဲ့ဒီ turning point ဖြစ်သွားတာတော့ဒုတိယအကြီးပေါ့နော်မိုင်ဆိုင်ကပထမအကြီးမှာ तू သိပြီးတော့အမှတ်အသားဒီမရတဲ့အနေဓာတ်တွေ့ရှိတော့ဒီဒုတိယအကြီးမှာ तू ပို့တင်လာတယ်မိုင်ဆိုင်ကတင်လာတဲ့နေရာမှာအဝင်ဘယ်နဲ့ကြောကွက်တီထောက်ချလိုက်တာတိတ်အားမပေါဘူးဆိုပေမဲ့ဒီကြောတဲထီတော့မိုင်ဆိုင်ကအမှတ်ဆက်ရှိခံရတယ် ပြီးတော့အဲဒူဒိယချီမှာပဲဒီဟက်ကစ်တလုံးမန်ဆန်ကန်ကိုသူကန်လိုက်လေကိုထင်လာအဲဒူဒိယချီပြီးကနေမှာဆိုမန်ဆန်ကန်အလဲထိုးနေတော့ရှုံးပြီလို့ထင်လာအလဲထိုးလူထိုးခဲ့အနေထားအထိစိုးတော်ကဒူဒိယချီမှာတာပါတယ်တတိယချီကြောက်လည်းဒီလိုပဲတတိယချီမှာလာတယ်လက်ပြတ်ထောက်တယ်ပြီးတော့ရိုက်ဟုတ်ထပ်ထိုးတယ်ရိုက်ဟုတ်ကတော့ဒဲမထီလိုက်ဘူးဒါပေမဲ့ဒူဒိယချီမန်ဆန်ကန်မဆင်ရှိခံရတယ် ပွဲရတော့တကယ်ကိုပြက်ပြက်လက်လာပါပဲ။ဟုတ်ကဲ့။ဒီပွဲဥထွက်ပေါ့နော်။ပွဲဥထွက်ဆိုတာဒီပြမသုံးပွဲမှာဒါပထမဆုံးပွဲဥထွက်ပြိတ္တကလည်းချိန်တော့အဲ့အဲ့အရှိရတယ်ပေါ့။တန်းရင်ပွဲကြီးပါလာတယ်ပြ။တန်းရင်ပွဲအကိုဘယ်လိုမြင်လဲ။ကျွန်တော်အမြင်တော့ကျွန်တော်အရင်ပြောချင်တယ်ပေါ့နော်။ပွဲကြီးရတဲ့အခါမှာဒါဒီထုံးလင်းမိုးစား အဲ့တော့ကျွန်တော်ဒီ tunet religion super lab ပါလာတဲ့အကူလိုနေရာမှာပြီးသူ game plan တေချာလောက်လာသူအပြောင်းနဲ့တချို့နည်းနည်းလေးမြင်လာရတယ်လို့ကျွန်တော်ထင်တယ်ပြောမှဆိုရှုံးမင်ပဲပေါ့နော်ရှုံးနေဆိုတာဒါအမှတ်ပေးနေရှုံးတာပေါ့ရှုံးမင်ပဲဒီဒီရလက်ကတော့တန်းစင်အတွက်ကျွန်တော်အနေနဲ့ပေါ့နော်ဒါကျွန်တော်ခြေနဲ့တယ်ကျွန်တော်ဘုံနေမှာခြေနဲ့တယ်ပုံမကောင်းမှုတွေတော့ရှိလာတယ်လို့မြင်ရတယ်ဟိုအရင်ထက်ဆိုင်တော်တော်များများပြောင်းလဲလာတာကိုမြင်ရတယ် အကူအကူမြင်ဘလို့ရှိမှာလဲကိုလည်းအဲ့လိုပဲခံစားရတယ်တန်းစင်ဟိုအရင်တက်စားလို့ရှိရင်တော့တူတက်မှုလေးတွေအနည်းငယ်ရှိလာတယ်လို့ထင်ရတယ်ပထမဆုံးတစ်ချက်ကစိတ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာသူအရင်လိုပြရခတ်မနေတော့ဘူးတည်တည်ငြိမ်ငြိမ်နဲ့ကစားနိုင်တယ်ဒုတိယချက်ကသူ့ရဲ့မာကုံလေးလေးနဲ့နဲ့မြင်လာတယ်ဘာဖြစ်လို့လဲဆိုတော့ဒီဟိုမှာဒုတိယအချိန်မှာထင်လဲခုံမတိုင်းထိုးတဲ့တလုံးသူပြုတ်ကြပါသူချက်ချက်ပြတ်ထားတယ်အမှတ်စက်လောက်ကြီးမှခံလာရအောင် အဲလုံးစုပ်လေဒီအနေပြကွက်မှာပြန်ကြည့်လို့ရှင်တဲ့အထီးတဲ့တဲ့ထီးတယ်အားလည်းဒမ်းမိလည်းရှိတယ်ဒမ်းမိလည်းရှိတယ်အဲ့ဒီဘိုင်းလေးတွေမှာသူတက်လာတယ်ဒါပေမဲ့သူအနေနဲ့မနေ့ကပွဲအဓိကရှုံးလာတော့ကိုမြင်လာတော့သူမပြောင်းလဲနိုင်လားဘာလဲဆိုသူ game plan ဒီပွဲပေါ်ပွဲကိုသူမလာခင်မှာယူလာတဲ့ game plan ပထမအချိန်မှာအလုပ်ဖြစ်ခဲ့တယ်ဒီ common line တစ်ချက်ကလို့ရှင် common line body kit ကြည့်လို့ရှိရင် तू อ่ะ low gate ကိုအတွင်းကဲကဲအတွင်းကဲခိုင်းတယ်အဲ့ဒီတော့လျှောက်အလုပ်ဖြစ်တယ်ပထမကြိအစားပိုင်းမှာပထမအချိန်မှာဆိုရင် तू ရဲ့ဒီဘယ်ဘယ်ထိုးဘယ်လက်သီးတွေကလဲခမုန်လမ်းကိုထိတာရှိတယ်အောက်ထိပ်ကန်ကြက်တွေကလဲခမုန်လမ်းကိုဂျိုင်ဝမ်းနဲ့ဝါးတာမျိုးလေးပထမအချိန်မှာရှိတယ်ပထမအချိန်မှာဆို तू မနဲ့ဟုတ်ကဲ့ဒူရီယာချီရနေစာခမုန်လမ်းရဲ့ပုံစံပြောင်းပါတယ်ဟုတ်ကဲ့ပထမချီရလို့ကစားလို့တော့မဖြစ်တော့ဘူးဆိုတဲ့ပုံစံမျိုးအတက်ကန်ကိုပို့ပြီးတော့ခမုန်လမ်းဦးစားပေးလာအဲ့အချိန်မှာတန်းစင်ဘက်မှာ plan B ပါလာဖို့မရအောင်ပါလာခဲ့ရင်လည်းပါလာတဲ့ plan B ကိုသူပြောင်းပြောင်းလဲနိုင်တဲ့အနေအထားမရှိခဲ့ဘူးမရှိတဲ့အတွက်ဒုတိယအချိန်တတိယအချိန်မှာကျတော့တိတိတသာတန်ဆင်ပြန်လိုက်ရွာတယ်အဲ့မှာအဆုံးသက်ဒီယူလီနဲ့ရှုံတဲ့ဘဝကိုရောက်တယ်ဟုတ်ကဲ့ဒါမှမဟုတ်တော့တန်ဆင်ဟာတွေပြင်ချင်တာဒါကတန်းနေနေတဲ့ဒီဝမ်းမှာထိုးတာအချီပြောင်းထိုးသွားတဲ့အမှားဆုံးပွဲလို့ဆိုရမယ်အရင်ထိုးရတဲ့သူ၅ပွဲမှာဆိုရင်၂ပွဲနိုင်ခဲ့တဲ့ နိုင်ပွဲနှစ်ပွဲရှိတယ်နှစ်ပွဲနိုင်ခဲ့တဲ့ပွဲတွေကလည်းဒုတိယအချိန်မှာပဲသူနိုင်တာဟုတ်ကဲ့ရှုံးခဲ့တဲ့သုံးပွဲလုံးကလည်းပထမအချိန်မှာတစ်ပွဲဒုတိယအချိန်မှာနှစ်ပွဲတပွဲမှာအချိန်ပြေးအောင်သုံးကြည့်တူရောက်ခဲ့တာမရှိဘူးဒါပထမဆုံးသူ့အနေနဲ့တော့သုံးကြည့်ပြေးသွားတဲ့ပွဲပေါ့နော်အမှတ်စိတ်အရင်မခံအောင်နောက်တော့မှဖြစ်ဘူးအဲ့ဒါလေးတွေကတော့တိုးတက်မှုပေါ့သူပြင်ရမှာတော့ဒီပြိုင်မဲ့ပုံမှုတွေပြီးကျိုးဝိုင်းမှာသူဘာတွေပြောင်းလဲမလဲဘယ်လိုပြောင်းလဲမလဲဆိုတဲ့ဟာလေးဟုတ်ကဲ့အဲ့ဒါပြောင်းလဲသူပြောင်းလဲရမယ်လို့ထင်တယ်နောက်ပြီးတော့ ခုနဆိုးနာဝင်လဲကွန်ပယ်လို့လောက်တာတော့မဟုတ်သို့တော့တန်းစင်ရဲ့ဒီကောင်းလာကစားပုံကဆိုးနာရင်ကောင်းလာကစားပုံတော့စနစ်မကြောက်ဘူးထိရောက်မှုမရှိဘူးပြိုင်ဘက်ပကူဒီဒါမဲ့မပေးနိုင်ဆက်မလွန်မှုနာနော်ပြီးရင်ဒီကွန်ပိုနွန်ကဒါဒါဘက်ကင်းညာနဲ့ကန်တဲ့ဟာတွေပေါ့နော်အဲ့အကန်များတဲ့အချိန်မှာဒီတော့အပေါ်နဲ့အောက်ပေါ့နော်ဒီတစ်ဖက်လည်းအသေးကလေဘာလေဘာကစ်ဘော်ဒီကစ်ကန်ဘော်ကစ်နေကန်နော် အဲ့ဒီချက်ကလာတာတန်းစင်ကိုတော်တော်လေး weak ဖြစ်စေရပါတော့ဒါပေမဲ့တန်းစင်နီးစနစ်ပိုင်းရွေးတော့ပြန်ကြည့်တဲ့အခါတတိယအချီရောက်တော့မှ तू ကဒီအရှိခင်းချေကိုဘယ်ချင်းနဲ့ညာချေပြောင်းလိုက်တဲ့အချိန်ကျမှခုံမွန်နိုင်ခတ်တာနည်းနည်းပြန်ခတ်သွားဒါပေမဲ့အဲ့ချိန်ကျတော့လေကျွန်တော်နှစ်နှစ်ရှိလုံးကအစီအထိုးခံပြီးသွားပြီဟုတ်ကဲ့ဟိုဒီပွဲကိုအလဲထိုးမခံဘူးအရေးပဲပိုအရေးကြီးသွားတယ်သူ့ကိုပြန်တယ်ဖို့ကြောက်လာနည်းနည်းပိုခတ်သွားပြီအဲ့လိုမျိုးနီးစနစ်ပိုင်းအပြောင်းလဲကလုတ်တော့လုတ်ပြီမဲ့ဒါလုတ်တာနောက်ကျတယ်ဆိုတာမျိုးလေးကိုမြင်ဒါပေမဲ့တန်းစင်တိုးတက်လာတာကိုတော့ကျွန်တော်တို့လက်ခံရမယ်ပေါ့နော်ဒီရှေ့ပွဲမှာဒီတစ် ်ပို့ပြီးကောင်းမွန်တဲ့အခြေအနေတွေဖြစ်ပေါ်လာမယ်လို့လည်းဒါထင်ပါတယ်အဲ့တော့တန်းတင်နေဟိုဟိုတန်းတင်နေနဲ့ပတ်သက်ပြီးတော့ဗောနော်ပို့ဒီကောင်းလံကစားလာလေးနဲ့ပတ်သက်ပြီးနည်းနည်းလေးဖြည့်ပြောကြတယ်ဟုတ်ကဲ့ဗျဒီတန်းတင်ကဒုတိယခြေတတိယခြေတွေမှာကောင်းလံကစားရဲဆိုမှအခန်းတသက်လို့ဖြစ်ရတယ်မခွန်မွန်လားနှစ်ချက်လောက်ကံမှာသူဟိုတစ်ချက်လောက်မတိတိကံအဲ့ချိန်မှာရှေ့ဘွဲမှာကစားသွားတယ်ကောင်းလံကစားသွားတယ်ဖိုက်လာဥမာစိုးနောက်လို့ဟာမျိုးကောင်းလံကစားခြင်းစီပြိုင်ဘက်ကိုပေးထိုးတာပေးကန်တာမဟုတ်ဟုတ်မဟုတ်မဟုတ် ပြိုင်မဲ့စိတ်ကြိုက် distance လည်းမမနေတာပေါင်လာကစားခြင်းကြီးပဲကြာထိုးမယ်ထွက်သွားမယ်ကန်မယ်ထွက်သွားမယ်ဟိုလက်သီးတကန်ခြေတကန်မှမနေဘူးအဲ့ဒါကောင်းလာကစားခြင်းအကြီးကဟိုအနှစ်သာရပေါ့နော်တန်းစင်စီခုံမလိုက်ငုနာညာကန်လို့ကောင်းတဲ့နေရာမှာထောက်လျှောက်ရထောက်လျှောက်ရနေဟုတ်တယ်သူလက်ကလာရပဲဖြစ်ဖြစ်ဒီလက်မကလို့ body တွေကိုဝင်သွားတာပဲဖြစ်ဖြစ်ထောက်လျှောက်ရပင်လားဟိုက စိတ်ကြိုက်ကိုကံဒုတိယကြီးရောတတိယကြီးရောအဲကောင်းလားကစားပုံမတည်တတ်တာလေတော်တော်လေးတော်တော်လေးဆိုတာဟိုကောင်းတာကစားတာကိုကျွန်တော်တို့နားလဲရကလည်းတစ်ဖက်ကိုကိုကအရင်ဥအောင်တိုက်စစ်ပေးစားတယ်ဆိုတော့ဒါကိုရှောင်ပြီးရတဲ့တိုက်စစ်ကိုနောက်ကလိုက်လာတဲ့ we point ပါရှိလေအဲ့တော့အတုံးချနိုင်လို့ကောင်းတာပေးဆိုတာပေါ့ဒါပြီးမှဆိုလဲကောင်းတာဆိုရလူအများကြီးရှိပါအများကြီးရှိပါအဲ့မှဆိုလဲဒါမွေထိုင်းရဲ့ဒီ kit house တိုင်းမှာပြီး kit house တိုင်းမှာပြီးကောင်းတာကစားတဲ့ကိုကအများကြီးရှိပါအများကြီးရှိပါဟုတ် အဲ့တော့နောက်ဆုံးတွေ့ဆိုင်မှာနော်ဖရိုနီကာနဲ့ဒါကျွန်တော်တို့လာဟိုဘက်ကလာတဲ့ဟိုနေမီဂိုရီအဲလီမင်ဂိုရီလီမင်ဂိုရီအဲပွဲကတော့လီမင်ဂိုရီကတော့ကျွန်တော်တို့ဒီ body transformation ချင်းကြီးရဲ့ခါမှာလည်းအများကြီးကော်ဟာနေပေါ့သူခစ်ပေါင်းစဆိုပေမဲ့ hack kit တွေမကန်နိုင်ဘူး body kit လောက်ပဲသွားနိုင်တယ် low kit လောက်ပဲသွားနိုင်တယ်ဒီဖရိုနီကာကတော့ဒါ hack kit တွေကန်နိုင်တယ်ဘာလို့ခါမှာအစိမ်းမရှိအောင်အဲ့နှစ်ခုပဲကိုကိုပဲပြပြမြင်ရတယ်အဲဒါပုံစံပြောရအောင်တော့ဒါဖရိုနီကာကိုတိတ်တိတ်တဲနဲ့ပွဲပေါ့နော် ဟိုပွဲကတော့လမိုင်းကတ်တယ်ဟိုခက်လက်ခက်ခဲတယ်ဒါဒီလိုပြိုင်မဲ့မျိုးနိုင်လိုက်တာကဘရိုနီကာအတွက်ဒါဟိုချန်ပီယံလမ်းကြောင်းကိုတွားတဲ့ခါမှာပုံမလွယ်ကူစေတဲ့အမြင်လေးဟိုပြန်သွားတာပေါ့နော်ရစီရပေါ့နော်အဲ့တော့ဒီပွဲကြောင်းလည်းနည်းနည်းပြောပြပေါ့ဟိုဘူးမလင်းလည်းပြောရင်ထင်လာလဲတော့ပိုခက်ခဲတယ်ဟုတ်ကဲ့ကိုကဒီပွဲသင်ကိုအဲ့လောက်ဒီခတ်မယ်လို့တော့မထင်ခဲ့ဘူးဝဲကျူကာလာမှာပြောတော့အဲ့လိုမျိုးပဲဘရိုနီကာကိုရန်ကလည်းဟုတ်ကဲ့ဒီသူထိုးနေတဲ့ surprise ဖြစ်သွားအောင်ရတယ်ပထမအချိန်မှာဘရိုနီကာရဲ့ဒီညာ ရိုက်ဟုနဲ့ဒီလီမန်ဂိုရီကြာပါတယ်အဲ့တော့ဘရိုနီကာဆော့စီပဲပွဲလိုက်ဖြတ်ဖို့လိုက်ပါတယ်ပွဲလိုက်ဖြုတ်လိုက်ပါတယ်အဲလီမန်ဂိုရီကိုကျိုးဝိုင်းတောင်းပိတ်တယ်ဆိုင်ထိုးပြိုင်ထိုးလို့ကြည့်တယ်ဒါပေမဲ့လက်သီးပါဝါကြတော့လီမန်ဂိုရီကပိုတာနေတယ်လက်ဖုတလုံးပြန်ထိတယ်ဘရိုနီကာအမှတ်စဉ်ပြန်အရှိခံရတယ်အဲ့နောက်ပိုင်းမှာလည်းအဲလီမင်ကိုရီးယားညီလေးပြောသလိုပဲဟိုဟိုက်ကစ်တွေပါကြီးကစားကွက်တွေမစုံဒါပေမဲ့သူ့ထွက်လာတဲ့အဲလက်ဖုတ်တွေရိုက်ဖုတ်တွေကတော့ တကယ်ကိုပါဝါပြည့်ပဲပါပြောတယ်ဟိုဘရိုနီကပြည့်ပြည့်လန်ကြတာမျိုးတွေရှိတယ်အားချင်းပြိုင်တဲ့ခါပေါ့နော်ဘရိုနီကလာကဘုလင်ပြောမှာဆိုတာမြန်မာအမျိုးသမီးဖိုက်တာတွေရဲ့မှာတော့မဟုတ်ပါဘူးအာဆီယံ level အာရှ level ဖိုက်တာတွေမှာဆိုလို့ရ damage ကလည်းမနဲ့ဘူးတပောက်ရလည်းမနဲ့ဘူးဒါပေမဲ့ဆိုလို့ရှိရင်မြန်မာဟိုစကားရတော့ပတ်ကားကစားနိုင်တဲ့ဖိုက်တာပေါ့နော်ဒါပေမဲ့ဒီတစ်ဖက်ကတိုးဖိုက်တာကကြတော့သူ့မှာတစ်ချက်ကောင်းနေရှိတယ်တစ်ချက်ကစားနိုင်တယ်သူ့လက်သေးဆိုတာအဒမ်မစ်တော်ရှိတယ်ဒါမစ်တော်ရှိတယ်ဗရိုနီကာလိုဖိုက်တာကိုဒီလိုဖြစ်အောင် ဘောနော်ဟိုဓာတ်မြေပေးနိုင်လဲဆိုရယ်သူပြောရင်ဂျောကိုပထမအကြည့်မှာထီလဲထီချက်ကဂျောကိုတည်တိချာဒဲမထီလိုက်လို့ဘရော်နီကဒီအမှတ်စဉ်ကြီးခံရတော့ထီလိုက်လို့ရှိရင်လည်းကိုထင်လည်းမလွယ်ဘူးဘာလို့လဲဆိုတော့ပါဝါတော်တော်ပြင်းလာအဲ့နေရာမှာကိုမြင်လားဘရော်နီကဘာဝါဝါလဲဆိုတော့သူ့ရဲ့အတွေ့အကြုံနဲ့တဖာပေါ့လို့ပထမအကြည့်ပြီးွားတဲ့နောက်ပိုင်းမှာဒုတိယအကြည့်တတိယအကြည့်ဒီအကုန်လုံးသူလဲထိုးဖို့မလုပ်တော့ဟုတ်တယ်ဟုတ်ပုံစံပြောင်းရတယ်ခွာကစားရတယ်တန်ချက်တွေကိုအဓိကထားရတယ်ဟက်ကစ်တွေပုရှ်ကစ်တွေကိုအဓိကထားရတယ်နောက် တိုက်လို့ရရင်ဒူးတွေတိုက်တယ်လက်သီးချင်းသွားမဆိုင်တော့လက်သီးချင်းဆိုင်လို့အဆင်မပြေဘူးဆိုတော့လေသူသဘောပေါက်သွားပုံရတယ်အဲ့လို game plan ပြောင်းလိုက်သွားတာကြောင့်လေဒီပွဲမှာအနိုင်သွားတယ်လို့ထင်တယ်ပြောချင်တာအဲ့ချက်ပေါ့နော်အကုန်လုံးပြောလိုက်အထုံးထုံးပြသွားပြီဆိုဘာလဲဆိုတော့ချန်ပီယံသွားမဲ့လူဟာချန်ပီယံအသွေးမွေးရှိရမယ်ချန်ပီယံအတွေးခေါ်ရှိရမယ်ချန်ပီယံလမ်းကြောင်းနဲ့ကိုက်နေတဲ့ဂိမ်းပလန်ရှိရမယ်အဲ့ဒီအစုဖွဲ့ရှိရမှာဘရိုနီကာညာပြသွားတဲ့ဒီပြောဆိုမဟာဗျူဟာမြောက်တယ်ပေါ့ဗျာဒီပြိုင်ဘက်ကက်စထရက်ဂျီကိုကြည့်ပြီးတော့ကိုက အားချင်းပြတ်လို့တယ်အဲ့ဒါလည်းအလုတ်ဖြစ်တယ်ဖြစ်တဲ့ပြီနိုင်ပွဲကလည်းရယူနိုင်ခဲ့တယ်အဲ့လိုအခြေအနေမျိုးကဒါဗရိုနီကာတော့ကောင်းမွန်တဲ့အခြေလမ်းပဲအဲ့တော့ဒီဗရိုနီကာဆိုလည်းဒါအတိုင်းမှာလေ့ကျင့်နေရကြပြီမွေထိုင်းဆိုတာလည်းသူ့ရဲ့ပြိုင်ပွဲလို့လို့ဖြစ်နေပြီဟိုပြောမယ်ဆိုရင်၃နှစ်ကျော်၄နှစ်လောက်ထိကျင်လည်ခဲ့ပြီထိုင်းဖက်မှာလည်းဒါချန်ပီယံဖြစ်ဖြစ်ပြီးတော့မှဒီပြိုင်ပွဲရောက်လာတာပေါ့နော်အဲ့ဗရိုနီကာရဲ့ဒီချန်ပီယံလမ်းကြောင်းအပေါ်မှာအခုပါလေးဆက်ပြီးတွေးမိတယ်အခုဒီဟိုမှာတော့တရင်နေရဟုတ်ကဲ့ပြောထားတာတော့စတန်ဖဲတက်ကတော့ချန်လင်းလောက်ထားတယ်သူနဲ့ အကေပေါ့ဆိုထိုးကေပေါ့တယ်ပုံမွေတိုင်းအောက်မှာပဲထိုးခြင်းတယ်လို့ပြောတယ်ဘရော်နီကလည်းအရင်မွေတိုင်းထိုးမယ်ပြီးသွားမှာစတန်ဖက်ရက်ကသူ့ရဲ့ဒီချန်ပီယံအမမီကဘက်ကိုပြန်လူမယ်ဆိုတာမျိုးပြောထားတာတော့ရှိရဲအဲ့ဒါကတော့ဖြစ်မဖြစ်ကတော့စောင့်ကြည့်ရမှာတော့ကိုထင်လာတော့ဖြစ်ဖို့တော့များပါတယ်ပြီးသူတို့ကဒါဟိုသူတို့စတန်ဒါတကယ်လို့ပွဲဖြစ်မှာဆိုလို့ရှင်ဒါသူတို့ အားပြိုင်မှုเนาะကျွန်တော်ဒီ Fedex နဲ့ Tiger အားပြိုင်မှုမြန်မာထိုင်းအားပြိုင်မှုမြွေထိုင်းအဲ့လိုအဲ့လိုအားပြိုင်မှုတွေအများကြီးမြွေရနိုင်တယ်ခေါင်းစဉ်တကူအောင်ပါပဲပေါ့เนาะအဲ့အားလုံးလည်းစိတ်ဝင်စားကြအောင်အားလုံးလည်းစိတ်ဝင်စားကြအောင်အကိုအဲ့ဘွယ်ဘယ်လိုမြင်လဲဖြစ်စေခြင်းလားဖြစ်စေခြင်းလားပေါ့ဖြစ်စေခြင်းလားဘာလို့လဲဆိုတော့ Obroni ကတော့အခုတော့အခုမှဟိုမှာတုံ့ဝဲပဲထိုးရတယ်ဆိုတာမျိုးတော့ကိုမတွေ့ဘူးသူဖြတ်တန်းခဲ့တာလေညီလေးတို့ကိုတော့အသိပဲအများကြီးပဲဟိုအတက်ရွယ်ရဆိုလဲဒီ29ဆုံးပဲလေဒီအရွယ်ကောင်ဖိတ်နေရလဲအရန်ကောင်းနေတဲ့ချက်နိုင်လာရှုံးတာကတော့ တပါးဟိုမပြောဘူးဗောနော်ချန်ပီယံ level ကိုဒါမှချန်ပီယံ level ကိုထိုးခွင့်ရသေးခြင်းလေမြန်မာတွေကဟုတ်ကဲ့ဘာဖြစ်လို့လဲဆိုရင်ဒီအမျိုးသားတွေမှာပဲဖြစ်ကိုထိုးနေတဲ့ကစားသမားတွေလည်းမနေပါဘူးဒီချန်ပီယံ level နဲ့ထိုးခွင့်ရရတဲ့အနေအထားမျိုးမရှိသေးဘူးလို့ပဲပြောရမှာเนาะသူနေထက်ကဒီစံမီချက်မီဟောင်းနဲ့ထိုးရအလွဲ့ပေါ့เนาะတန်းနေဟာတွေကမရှိအဲ့လို level မျိုးရောက်စေခြင်းနဲ့မြန်မာတွေကဟုတ်ကဲ့အဲ့တော့ဒါကျွန်တော်တို့ပြောတာပြည့်ပြည့်စုံလို့ဖြည့်ဆွက်ပြောခြင်းလားရှိသေးလားဖြည့်ဆွက်ပြောခြင်းလားဆိုရင်တော့ဒီ၃ဝက်လုံးနဲ့ပတ်သက်ရင်ပထမဆုံးပြောခြင်းလားဆုံးတော့ဦး စူးလောင်ညာထိုးရတာ storage တန်း125ပေါင်းလဲဟုတ်ကဲ့အဲ့တော့သိုးလောင်ညာထိုးွားလက်လက်ရည်အရာသူ့ရဲ့လုံးရည်ကရင်ရဆိုတော့ဒီ storage တန်းမှာသွင်းလင်းထပ်ပြီးနောက်ထပ်ဘလို့စိတ်ဝင်စားနေဆောင်းကြည့်ရမယ်ကစားသမားတယောက်ပေါ်လာပြီလို့ပဲမြင်မိတယ်သိုးလောင်ညာကစားွားတာတော်တော်လေးကောင်းပါလေဘာလို့လဲဆိုတော့သူ့ချောင်ပိတ်ပြီးအပိုင်ထိုးခြင်းနဲ့ကစားသမားမျိုးကိုပြန်ချောင်ပိတ်လိုက်တာမျိုးတွေထက်ထွက်သွားတာမျိုးတွေတကယ်ဥပညာပါတယ်အဲ့မျိုးလေးတွေ့ရတယ်တော့ သူ့ရဲ့ဝေတန်ရကစားဝါးတဲ့ဝေတန်ရဆိုလဲစတော်ဝေတန်125ပေါင်တန်းမှာသူ့ရဲ့အရာမောင်အလုံးထဲနေဆိုအတော်ပဲသူလင်းထက်လို့လို့ပေါ့နော်ဆောက်တီးရမယ်ကစားသမားတယောက်ဟိုထပ်မြင်ရပြီလို့ခံလာရတယ်ဟုတ်ကဲ့တန်းစင်ပွဲတန်းလျာလို့လောလောဆယ်ဝမ်းမှာ၄ပွဲစားရှုံသွားပြီတချို့ကတော့ပြောမယ်ဒီတန်းစင်အနေနဲ့ဒီဝမ်းမှာပြူသွားပြီပေါ့နော်၄ပွဲစားရှုံသွားဒါပေမဲ့လေကိုအနေနဲ့ဆိုတော့သူတန်းစင်ဆိုလဲငယ်ပါသေးတယ်အတက်ရွယ်လဲ19 20ပဲရှိသေးတာဟိုစူးစမ်းမှုကိုတော့ မလျှော့သေးခြင်းကြိုးစားပါအောင်ခွင့်ရေးတွေရှိသေးတယ်ဥပမာပြောရရင်ဒီရဲကိုလိုဗမာဖိုက်တာပဲစွန်ရက်လေလေးဝက်သက်လိုက်ရှုံးလားဟုတ်ကဲ့ပါလေးဝက်သက်လိုက်ရှုံးပြီးသွားမှာငါးဝက်သက်လိုက်ပြန်လာဟုတ်ကဲ့အဲ့လိုပဲတခြားသောဖိုက်တာတွေလည်းရှိတယ်သုံးဝက်သက်လိုက်ရှုံးတဲ့ဖိုက်တာတွေလေးဝက်သက်လိုက်ရှုံးဒီရှုံးတာတွေကတော့ပြီးသွားပြီဒီဟာတွေကိုအကောင်းဆုံးသူဘလို့ပြန်ပြင်မလဲဆိုတဲ့ဟာကသူ့ရဲ့အနာဂတ်ကိုဆုံးဖြတ်ပေးမယ်ဟုတ်ကဲ့ဟိုစိတ်ရှော့လိုက်ဖို့တော့မလိုသေးဘူးရှုံးလိုက်လိုက်ညတော့ကစားသွားရတယ်အတိုင်းလားတစ်ခုထိ ကောင်းဘူးရင်ဝဲတဲ့စားလို့ရှိရတိုးတက်လာကောင်းလာပါတော့ဘရောနီကာပေါ့နော်ဘရောနီကာလည်းပတ်သက်လို့ကိုယ်အမြန်ညာတော့ထင်လာတဲ့ပုံပြီးခက်ခဲသွားတယ်အဲ့ဒါကလည်းနှစ်ပိုင်းမြင်မိတယ်ပထမလပိုင်းကသူပထမပြင်ဆင်လာတာတောက်လျှောက်ကကစ်ပေါက်ဆင်အနေနဲ့ပြင်ဆင်လာတာဟုတ်ကဲ့ကိုယ်ထင်လေဒီလီမွန်ဂိုရီနဲ့ပတ်သက်လို့ဘရောနီကာကြိုတီးရခဲ့မယ်ဆိုရင်တော့မှတပတ်ဆက်ရဲထမှာပို့ဘူးမူပိတို့လည်းသူကကစ်ပေါက်နဲ့ background လာတော့ကစ်ပေါက်နဲ့ဖွဲ့ပဲတည်ပေးမယ်လို့မျိုးစဉ်းစားထားစဉ်းစားထားဒါလည်းစဉ်းစားသူအဲ့ကနေကစ်ပေါက်ဆင်ဘရောနီကာလည်းမန်ဆာနဲ့ကစ်ပေါက်ဆင် ကောင်းတဲ့အောင်မှာတည်ထားတာပြီးမှဟိုမန်ဆာနှုတ်ထွက်သွားတာအဲ့ဒီအဲ့မန်ဆာနဲ့ပွဲအတွက်ဘရောနီကဒီကက်ပေါင်စင်ကိုတောက်လျှောက်ပြန်လာလိမ့်မယ်ကိုထင်လာပြောတာနော်ဟိုအတွင်းကြားကြတော့မသိဘူးသို့တော့မန်ဆာနှုတ်ထွက်သွားတယ်ဒီမင်ဂိုရီဝင်လာတယ်ဝင်လာလားလေအစားထိုးဝင်လာတာအစားထိုးဝင်လာတော့အများဆုံးဘရောနီကဒီမွေထိုင်းဘက်ကိုပြန်ပြီးတော့ပြောင်းပြင်ဆင်ခွင့်ရတာတပတ်စရဲတဲ့ပို့မယ်လို့မထင်ဘူးအဲ့လိုပြင်ဆင်မှုအပိုင်းလေးနည်းနည်းလေးတော့ရော့ကောင်းရော့နေလိမ့်မယ်ညအပွဲမှာ ဒါပေမဲ့အဲ့ဒီဂျားလေးကနေပြီးတော့သူလုံးသိလုံးထိုက်တာတွေအကောင်းဆုံးလုံးသွားတဲ့အတွက်ဘရိုနီကာရဲ့နိုင်ပွဲကိုလည်းတကယ်ချီးကျူးမိတယ်။နောက်ထပ်လည်းဒီချန်ပီယံလန်ကြောင့်အများဆုံးရောက်ပါစေလို့ဒီဘရိုနီကာကိုဆန္ဒပြုချင်ပါတယ်။ဟုတ်ကဲ့ကို။ တပွဲကတော့ဖွင့်လို့ပြောရတော့ဒါတန်းစင်ကိုနိုင်စေချင်တာပေါ့နော်နိုင်စေချင်တယ်ဆိုတော့လည်းသူရှုံးဖွဲ့လာများနေ요ဒါပေမဲ့လည်းသူ့ကိုပွဲဆက်မပေးမပေးဆိုတာ promotion ပေါ်မှာမဟုတ်ဘူးတန်းစင်တိုးတက်လာတော့ကျွန်တော်တို့မြင်ရတယ်ဆိုနောက်ဆိုလည်းဒါကိုပြီး story tag ရဲ့ Myanmar fighter တစ်ကျွန်တော်နောက်ထပ်ဒါမျှော်လင့်ရပြောပို့တော့ Bronica ဆိုတော့ဒါ champion လမ်းကြောင်းကိုရောက်ပြီအဲ့တော့သူတို့လိုပဲအခြားသော Myanmar fighter တွေလည်းဝမ်းမှာကိုတက်ဆိုင်ရလမ်းကြောင်းမှာဘောနော်ဒီထက်ပို့ပြီးအောင်မြင်လာမယ်ရလက်တွေကောင်းလာဖို့လည်းကျွန်တော်ပြောလင့်ဟုတ်အဲ့မှာတစ်ခုလေးပေါ့နော်ကိုဖြည့်ပြီးပြောနေတာလေးရှိတယ်ညာပွဲကြည့်နေတယ်လေ ဒီစိုးနောင်ဘွဲရောတန်းစင်ဘွဲရောဘရိုနီကာရောဒီဂျုံထဲမှာစိုးနောင်ဆိုလဲစိုးနောင်ဆိုတဲ့တန်းတန်းစင်ဆိုလဲတန်းစင်ဆိုတဲ့ဘရိုနီကာဆိုဟိတ်နာပဲဒီအင်ရှင်ခိုင်းနေနဲ့ထိုးတဲ့ဘွဲတွေမှာတော့အင်ရှင်ဥမာခုံမလိုင်းဆိုတဲ့အတန်တန်းစင်ဆိုတဲ့အတန်အောက်ကိုရှောက်သွားတယ်အဲမြန်မာပြည်သက်တွေရဲ့အားပေးမှုတွေကလည်းတော်တော်ကိုယ်အိမ်ဝင်လို့ဖြစ်နေတယ်လို့ခံစားရတယ်အဲ့တော့ဒီကျေးဇူးလက်တင်ပါတယ်ကိုယ်နေဆက်ရတယ် မြန်မာကစားသမားတွေကိုဝိုင်းရံတာအားပေးကြတဲ့ပြည်သက်တွေကိုအားလေးလေးဖြစ်ပြောကြတယ်။ဟုတ်ပြီနောက်တစ်ခုစဉ်းစားမိတာပေါ့နော်ဒီခွန်မွန်နိုင်တို့ဘာလို့ level ကျောက်လဲသူတို့ပြင်းမှာအားပြည့်တွေအဲ့လိုမများသေးရလားအဲ့လိုမျိုးလည်းတစ်ချက်သွားစဉ်းစားကြည့်ပြင်လိုက်ပါလေဒါဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီကပြပရောက်မြန်မာတွေရဲ့ဒီလိုအားပေးဝိုင်းရံမှုကိုလေတကယ်ကျေးဇူးတင်တယ်အဲ့ဒီဟာကိုလည်းဟိုကိုယ်အနေနဲ့လည်းကစားသမားတွေကိုသာကျေးဇူးလေးတင်ပါတယ်ဟုတ်ကဲ့ပြီဝိုင်းရံပေးတဲ့အတွက် ဟိုအခုလိုပြပြစုံစုံဖြေချပေးခဲ့တာကိုလည်းကျေးဇူးတင်ပါတယ်စိတ်သက်တွေနေလဲလဲကျွန်တော်အားနှစ်သက်လိုက်မယ်လို့ယုံကြည်ပါတယ်ကျွန်တော်ထပ်ပြီးလည်းဒီတက်ကိုကောင်းတဲ့အစီအစဉ်နဲ့လာခဲ့ဖို့ပေါ့အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ